့ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာမင်းသားရဲ့ channel လေးကနေစေဝင်စားပွဲတတိတံဝေကရောက်ပွဲအားယမတံမူခင်ဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြောက်ရောက်လို့လာခဲ့ပြန်ပါပြီဒီနေ့တင်ဆက်ပေးမှာကတော့မိမိခရီးထွက်နေတော့မှောင်ဇနီးတဲ့ကိုလင်ငယ်နဲ့ဖောက်ပြန်နေတဲ့ထင်းပြီးတော့တန်တရားစိတ်ကြောင့်လူတမို့ကျူးလွန်ခဲ့မိတဲ့အချစ်မြကန်ကိုချစ်တန်းရဲ့နောင်တအမားလို့အမည်ရတဲ့ စေဝင်စားပွဲတတိတံဝေကရပွဲဟာယမတံမူခင်ဖြစ်ရမဇလံကောင်းလေးကိုတင်းဆက်ပေးမှာဖြစ်လို့ခန်းစားနှားစင်အော်ပေးကြပါဦးခမညာရှောက်တော့ခြေလမ်းများတော့လေးလံနေပါတယ်မြေပြင်ကိုခြေတော့နဲ့ထိပ်ပြီးသွားလာနေတဲ့အချိန်ခြေတော့ကမြေကြီးနဲ့ထိနေတယ်လို့တော့မထင်ရင်ထဲမှာ တွေးစရာလေးများကိုတော့တွေးနေမိတယ် နင်မရမျက်စိုးနဲ့ငါသိမသိင်ကဘူးရွာထဲမှာလည်းပြောကြတယ်တို့နေထိုင်ကတမျိုးပဲငါပြောပြချင်တာတော့ကြားပြီ ပြောဖို့သိမသိင်ငါမဝေခွဲနိုင်တဲ့စောစောကလေးကမပြောတာဟဲ့အမဖြစ်သူရဲ့အိမ်ကိုအလဲသွားရင်လည်းအမဖြစ်သူရဲ့ပြောလိုက်တဲ့စကားကိုကြားစားကလေးကနားထဲမှာတိုင်ရင်ဘူးနဲ့လောင်းထည့်လိုက်တဲ့ကဲ့သို့ရှက်စိတ်ဝမ်းနေစိတ်တို့ရဲ့လှုပ်ရှားမှုကြောင့်ရင်ခုန်ကျင်နေပါတယ် ဒီစကားမမှန်ပါသေးနဲ့လို့စူတောင်းရသည်မလဲအကျဉ်းကြီးသမီးရောက်မှဆိုတော့တည်ခဲ့တာပဲဒီလိုပဲပြောကြတာပဲလို့ရှော့ထွက်လိုက်တဲ့ခါမှာ စိတ်သက်သာရရသွားခဲ့တယ်ဒါပေမဲ့အမဖြစ်သူကအတင်းဖြင်းပြောတတ်တော့မိမစားမျိုးတော့မဟုတ်အပြောဆိုအနေတိုင်းတည်ကြည်တယ်စိတ်ထားမြင့်မြတ်တယ်သူတစ်ပါးရဲ့အပြစ်ကို ပြောခဲ့ပါတယ်ယခုမောင်ဖြစ်သူအတွက်ကြားတဲ့တဲ့င်းကိုနမ်းမဆန့်လို့ပြောခြင်းသာဖြစ်ပေလိမ့်မယ်ဇနီးဖြစ်သူရဲ့အကြောင်းကို လင်းဖြစ်သူကကြားရခဲ့တယ်။တောင်းတယုံမပြောကြပါ။ယုံရင်တော့ရဲ့မယုံရင်ပြဿနာပဲဆိုပြီးလင်းယောက်ျားကိုပဝန်းကျင်ကသိမပြောကြ။ပဝန်းကျင်ချင်းချင်းတော့တီတိုတီတိုတဖန်ဖို့ပြောကြသည်ကမြင်ပါတယ်။ပဝန်းကျင်ရဲ့နားနဲ့မဆက်မသာလင်းယောက်ျားကတည်ရတတ်တယ်။ဒီတဲ့ချိန်မှောင်းအချိန်ကြီးကအတော့ကိုနှောင့်နေပါပြီ။ဟွန်းဒီလိုတွေးလိုက်ပြန်တော့လေဝင်းတို့ဝင်းပိုးကြီးတို့ကိုထမ်းရွက်ထားတဲ့ကဲ့သို့ လေးလံထိုင်မိုင်းသွားရပြန်နေမိမိရဲ့အလုပ်ကလည်းအိမ်မှာနေရတာကသိမရှိလားဂိုင်းတွေတည်နိုင်များဖြစ်တဲ့ပေလွင်စိန်ပါဘူးပေပေပြကြီးပါမကြမ်းရသလောက်ကော့ပြီးတော့ရေကုန်ကိုသွားပြီးတော့ရောင်းနေဒါကြောင့်လေမိမိတို့နေထိုင်သောဘဲနယ်ကုန်းယူရနဲ့ရေကုန်ဆိုရင်အိမ်ဦးနဲ့ကြမ်းပြင်လို့ဖြစ်နေပါတယ်အိမ်မှာနေရတာတော့ဧည့်သည်လို့ဖြစ်နေတယ်ဒါကြောင့်လေဘဝင်းကျင်ရဲ့သတင်းစကားများကိုရှော့တွက်လို့တော့မဖြစ်ဟေး ချစ်တတ်ခေါ်တန်းကြသဖြင့်လှည့်ကြည့်လိုက်တယ်။ဟာမျိုးမင်းဘယ်တော့မှပြန်ရောက်တယ်လဲ။အစဉ်ပြေရဲ့လား။သာ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 သရေနှုတ်ပြင်းတော့မဆိုးပါဘူးကြံပါလေ။ဝမ်းသာပါလေကွာဒီတရင်ကြားလား။ကြိုးစားရတယ်တကယ်ချင်းရေကိုမကလေတို့ကိုင်းတို့ဟာရှိတာမဟုတ်ဘူးကွာ။ဒါတော့ဒါပေါ့ကွာ။စီပေါ်ကြီးလည်းလှုပ်ပေါ့။ကိုင်ကိုလည်းပြန်ကြည့်ဦးတကယ်ချင်းကဲကဲကဲသွားမယ်သွားမယ်။ဟောအေးအေး ခြေတန်းအိမ်ကိုရောက်တာနဲ့ကလေးတိုင်းပေါ်ထိုင်ပြီးစစ်လေးကိုသာတွန်တွန်ဖွာနေပါတယ်။အတွေးမြကတော့စစ်လေးမိကိုမြကဲ့သို့လွင်လူလှူရှာနေပါတယ်။မျိုးပြောလိုက်တဲ့စကားမြကိုသာနားထဲမှာကြားနေမိတယ်။ကိုယ့်အိမ်ကိုလည်းပြန်ကြည့်အောင်နဲ့အိမ်မှာဘာတွေဖြစ်နေပြီလဲ။မျိုးကစကားတစ်ခွန်းကို အမြဲတမ်းတည်တည်တံ့တံ့ပြောတတ်ပါတယ်။လူကြီးလည်းစံနေလူတော်ရဲ့အကျိုးစီးပွားမျက်စိအားမျက်စိချောင်းကိုလည်းမလုပ်တဲ့မိမိရဲ့စီးပွားရေးကို အမြဲတမ်းလူလာတဲ့တငယ်ချင်းအကြောင်းမဲ့တော့မပြောတမ်းရောဟဲကြည်စမ်းဘယ်တော့ပြန်ရောက်နေတာလဲအတမေးဘန်ပြီးနဲ့ဘာလို့များစဉ်းစားနေကြတော့တို့မိဖို့ကြောင့်နဲ့မှထွက်လာတော့မန်ဂျူအီကချစ်တန်းထိုင်နေတော့ကလေးထိုင်နားမှာထိုင်ရင်းနဲ့ပြောလိုက်တယ်ရှင်းမအိမ်ကိုသွားလေတာအမကဘာတွေကြွေးလိုက်လဲဘာမှမကြွေးပါဘူးဟာကိုချစ်တန်းရှင်ဘာတွေဖြစ်နေတာလဲရှင်ကြည်ရတာအစ်ဒီအစက်နဲ့ရှင်ဘာတွေဖြစ်လာတာလဲဟင် ဘာမှဖြစ်ပါဘူးဟာဟမ်တော့မြို့ကိုခဏခဏသွားနေရတဲ့အချို့တော့ပြောင်းမလာနဲ့ကြုံမသိရင်တော့ကိစ္စမရှိဘူးကြုံများသိရင်တော့မုံမီလောင်လာတဲ့စိုးသွားမယ်တော့မဟုတ်တာဟာစိတ်ပေါ်ပေါ်လန်းဆန်းစွာနဲ့မညိုအေးကိုဖလှယ်တယ်မညိုအေးကလည်းမျက်စောင်းလေးကိုအသာထိုးတယ်စောစောက ဝင်ရောက်နေတော့တန်တရာစိတ်မြောင်းအဝေးကိုပြောက်ကွယ်သွားပါပြီ။ နေလုံးကြီးကဝင်တော့မေအိတ်တန်းပြန်ငှက်တော့ပြန်တန်းလာတော့ကို တွေ့နေရပါတယ်လေတိုးသဖြင့်ကံပါဆောင်မှာပေါက်နေတော့ကိုင်းမဲလေးတွေရိမ့်နယ်နေတယ်ကိုချစ်တန်းကရေချိုးရင်းနဲ့စီစာလောက်ကိုငေးမောကျင်နေပါတယ်ညည်ရေကအေးတယ်ရေကိုစိန်ချိုးရသည်မှာအရသာတစ်မျိုးပါဒီလိုညနေခင်းစီစာကိုရောက်တိုင်းမညိုအေးသူ့စီရောက်လာပုံလေးကိုမကြမကြတတိယမိတယ်ဒီတော့ကအခုလိုကိုင်းတွေကပြန်ရေချိုးနေတော့မှ ိမိရေချိုးနေတော့ရေချိုးစိတ်နဲ့မလန်မကန်မောင်းလေးလေးတစင်းထိုးဆိုင်လာပါလေလေးပေါ်မှာအမျိုးသမီးတူဆင်လာတယ်လေးတိချာချာကြည့်လိုက်တော့မညိုအေးခြေတန်းကမညိုအေးကိုလှမ်းပြီးတော့အတန်ပြေးလိုက်တယ်သူရေချိုးတဲ့နောက်ကိုမညိုအေးကအပြေးလေးရောက်လာပါလေတွေ့မှာတွေ့ပါမလားလို့ကိုခြေတန်းရဲ့ကျမဖြစ်လေစိတ်ပူလိုက်ရတာအခုမှပဲစိတ်အေးတော့တယ်ဟင်ဘာဖြစ်လို့လဲအညိုရဲ့ရန်ကုန်ကဒေါ်လေးကိုရောက်နေတယ်မနေ့ပြန် ရန်ကုန်ကိုထိတ်လိုက်မလို့တဲ့အဲ့ဒါကျမပြောတဲ့သူနဲ့ပေးစားမလို့တဲ့လေဟုတ်လားဟိုအထဲဆိုင်ဖွင့်ထားတယ်လို့ဆိုလားဟုတ်တယ်အဲ့ဒါအခုလေကျမကြွေသွားတောင်းအောင်မယ်ဆိုပြီးတော့လင်ငှလာခဲ့တာမြေမြချိုးလေတိုးကြလိုက်လာကြတော့မှချစ်တန်ကမညိုအေးတို့ရွာရှိရတဲ့ဖက်ကန်းကိုလှမ်းပြောကြည့်တယ်နောက်မှကြပြကြရရချိုးစိတ်မှတက်လိုက်ပါတယ်မြေစိတ်မှရေစိုးကြီးနဲ့မိမခိုးခဲ့ရတဲ့ဖြစ်ကိုပြန်ပြောင်းပြောကြပြီးတော့ ီမောရတယ်မလဲမကြခဏမိမိကိုချစ်လွန်းလို့မိမိရှိရာကိုရောက်လာခဲ့တော့မညုပ်အေးရဲ့မြတ်တာကိုသူနားလဲပါတယ်မိမိထံသားတဲ့သူကိုပြစ်ပေးပြီးမိမိရဲ့ရေခွင်ကိုခိုးဝင်လာတော့မညုပ်အေးရဲ့သစ္စာတရားကိုသူယုံကြည်ပါတယ်လေးစားပါတယ်ဒါကြောင့်လဲအိမ်တော်သက်တွေတလောက်ကြာမြင့်မှာတော့မိမိပေါ်ပေါက်ပြန်စိတ်တွေမွေးမှာမဟုတ်ဘူးလို့ကိုချစ်တန်းကရေချိုးရမှပြန်တွေးနေမိတယ်အိမ်ချန်ဆက်ကိုရောက်တော့မှမှောင်စာပြုတ်နေပြီဖြစ်ပါတယ်နောက်ဖေးချန်ဆက်မှာ ခြံတကားကိုဖွင့်ပြီးအိမ်မော်ကိုတက်လိုက်တယ်ဘလို့လဲမမရဲ့အိမ်ရှိမှစကားပြောနေတဲ့အတန်းမြင်မြန်ဖြစ်အောင်လှုပ်ဆမ်းမမမရဲ့တေတေချာချာနားဆိုင်ထောင်းကြည့်တော့မောင်မြတ်စုရဲ့အတန်းဖြစ်နေပါလေနင်ကလေဟဲလောလိုက်တာတော်ချာရိတ်မိကုန်အောင်မယ်နီးကျင်ပြီမမရဲ့ကိုကျက်တန်းကနောက်ပြီးမှအိမ်ရှိကိုထွက်လိုက်တယ်သူတို့နှစ်ယောက်ထိုင်ပြီးတော့စကားပြောနေကြချင်းဖြစ်ပါတယ် ကိုချေတန်ကိုမြင်တော့လေနှစ်ယောက်လုံးကအမှုရလုံးသွားပါပြန်ခဏကြတော့ကိုချေတန်ကိုပါနှုတ်ဆက်ပြီးမောင်မြတ်စုကပြန်သွားပါလေကိုချေတန်ရဲ့စိတ်ထဲမှာဘဝင်ကတော့သိမကြခြင်းတတုံတုံနဲ့စိတ်ထဲမှာခံစားနေမိတယ်ဒါကြောင့်လေညနေထမင်းဝိုင်းမှာမအောင်နိုင်မင်းနဲ့မညိုအေးကိုမေးလိုက်မိတယ်ကိုချေတန်ပြောတဲ့စကားကိုကြားရတဲ့ခါမှာမညိုအေးကရီမောပါတယ်ပြဒနာပဲ အဲ့ဒါမှဒုက္ခရရင်နဲ့ပြောတဲ့မညုအေးရဲ့အမူအရာကအလေးနဲ့မရှိပပောတဏ္ဍပုံစံတမျိုးဘာကြီးကြတော့ဟာဒါရည်စရာလားရည်စရာမို့ရည်တာပေါ့တော်မြတ်စုကကျုပ်လိုကလေးမေကိုကြိုက်မယ်အာကြီးကြီးကြံကြီးစီရကိုချစ်တန်းရဲ့ချင်းရင်အိမ်ကမိမိအေးကိုကြိုက်နေတာတပိုင်းကိုသေလို့ဟုတ်လားဟာကျမကမိမိအေးကိုသူမိပါရဲ့လက်မတိခောက်ကြည့်တော့ စိတ်ဝင်စားတဲ့ပုံပါပဲမြတ်စိုးကလည်းကျမတို့နဲ့တရားဝဲသားချင်းမို့အပူလာခဲ့တာပေါ့နေရာစလုံးတော်သားပဲမြင်မြင်အေးမိပါဒီကတော့တန်ကျိုးရွာကတန်လွင်နဲ့သဘောကျတယ်မြတ်စိုးကတော့မတွေးလိုက်နဲ့တွေးလိုက်ရင်ဒီကြောင့်ပဲကျမတို့ကြာတော့နားကြီးတယ်ကိုချစ်တန်းရဲ့စိတ်ထဲမှာချစ်တုံချတုံမဝင်ချင်းပြောတဲ့ဇာကနဲ့ဇနီးပြောတဲ့ဇာကတွေကလွန်ဆွဲနေပါတယ်မညွေကိုအချင်းချင်းအကဲခတ်ကြည့်တယ်အမူရကတစ်သက်မှမပြတ် တန်တရားဝင်စီရလို့အရေးရောင်တစ်ခုမှမမြင်ဘေးစကားတွေမဟုတ်ပါသေးနဲ့လို့ဆုတောင်းမိတယ်။ဒါပေမဲ့ကိုချစ်တန်းရဲ့ဆုတောင်းကမပြေဝခဲ့ပါ။ဒီနေ့ပေတင်ရေးစီရင်တွေ့ရန်အတွက်ကော်ပီစာအုပ်တို့ကိုလှမ်းပြီးတော့ဆွဲလိုက်တယ်။စာအုပ်ထဲမှာရေးလက်စာစားစောင်းထွက်ကြလာပါတယ်။ဘာသာများလည်းလို့ကိုချစ်တန်းကယူပြီးတော့ဖတ်ကြည့်လိုက်ပါတယ်။ကုစုချစ်တန်းရဲ့ရင်ထဲမှာ တတိတိခုန်နေပါတယ်။ စောက်ကိုဆက်ပြီးတော့ဖက်လိုက်တယ်။ကုစိုးလိုချင်တဲ့အဖြေကိုပေးပါပြီ။ကုစိုးကိုချစ်ပါတယ်။အေးချစ်ကိုမယုံဘူးလားဟင်။ကုစိုးတွေ့ချင်တယ်ဆိုကုစိုးကိုမတွေ့ရဲပါဘူး။အေးကြောက်တယ်။နေတိုင်းလည်းတွေ့နေရတဲ့အတွက်ကုစိုးရဲ့ကိုချစ်တဲ့ဆက်ပြီးတော့အဖက်ချင်တော့မျက်လုံးနဲ့ကမြူဝင်တောင်းနေပါပြီ။ဒေါသစိတ်နဲ့အန်ကိုတင်းတင်းကြိတ်ထားမိတယ်။လက်တလုံးကြားလေးရှောင်တင်းခဲ့တော့မိမော လင်းကိုအယူလုခဲ့ပေါများပြီးချက်လွန်းလို့အလိုလိုက်ခဲ့လေးသမျှမိုက်မဲစွာစော်ကားရက်တယ်လို့တွေးလိုက်တိုင်းတောသားလေးဖြစ်မိတယ်။ခြေတန်ကြသဖြင့်ကိုခြေတန်လက်ကြည့်လိုက်တယ်။အိမ်ဘဝမှာအိမ်မကိုတက်လာတော့မညိုအေးကိုမြင်လိုက်တာနဲ့ကိုခြေတန်ရဲ့ရင်ထဲမှာတောသားစိတ်ကတရရိတ်တက်လာပါတယ်။စိတ်ကို မထိန်ချုံနိုင်တော့တီမဒါနစ်စာမဟုတ်ဘူးလားဟမ်လမောင်းတစ်ဖက်ကိုစုပ်ကိုင်းပြီးတော့မေးလိုက်တယ်ဒေါသစိတ်ကြောင့် ကထန်နေတော့ကိုချစ်တန်းကိုတွေ့ရတဲ့နေ့မညိုရဲ့ခန္ဓာကိုယ်ကတဆက်ဆက်တုံနေပါလေ။ဟာမေးနေတယ်လေ။ဒါနှစ်ဆောင်မဟုတ်ဘူးလားလို့။မဟုတ်ဘူး။ဒါကျမဆောင်မဟုတ်ပါဘူး။ဟိုဒါနှစ်လည်းရေးမဟုတ်လား။ဒါကနင်းကပြောင်းလဲခြင်းနေတယ်ဟုတ်လား။ကိုချစ်တန်းကအော်လိုက်တယ်။မြင်းမြင်းအေးရေးခိုင်းနေစာပါ။သူသူမရေးတယ်လို့ကျမရေးပြတာပါကိုချစ်တန်းရဲ့။နောက်တော့မေးကြည့်ပါတော့။ကိုချစ်တန်းက ဆာရွက်ကိုကံပြီးတပတ်ကြံကိုကုတော်ပါတယ်အစဉ်တမဲကျေတိတန်တက်နေသောမိမိကိုတွေ့ရတယ်အဲဒီခါမောင်းမိမိရဲ့မိဘများဖြစ်ကြသောဦးလတ်တင်နဲ့ဒေါ်သိန်းကြီးတို့ကအနီးမှာရှိတဲ့ယူနီဝိုက်မှာရင်းနှီးတောင်းနေကြပါတယ်ဒီမှာမိမိအေးငါနှစ်ကိုတခုမေးမယ်မှန်မှန်ဖြစ်နော်ဒီစာကနှစ်စာလားနေငါမိမကိုရေးခိုင်းနေဆိုတာဟုတ်သလားဟမ်ကိုချေတန်းကမိမိကိုတေတိုးကြီးမေးချလိုက်ပါတယ် ညီမမသိဘူးဘာဖြစ်လို့လဲမောင်ချစ်တန်းရအိမ်ကဟာမပါဗျာစကားကိုဘလုံးမလဲပြောလို့လာပြီးတော့မေးတာပြောပြောဆိုဆိုကိုချစ်တန်းကအိမ်ဘောကဆင်းပြီးတော့ပြန်သွားခဲ့တယ်အင်းရောက်တော့မညိုအေးကိုမတွေ့တော့ကိုချစ်တန်းစိတ်ဆိုးနေမှသိလို့ခဏရှောင်နေချင်းဖြစ်ပါတယ်မညိုအေးကိုရှာမတွေ့ရနဲ့ကိုချစ်တန်းကဒေါသပိုးဖြစ်လာတယ်ရှူရှာရှာဖြစ်လာခဲ့တယ်ယောကိုချစ်တန်း ဘာလုပ်နေတာလဲမမရောအတန်ကြားသဖြင့်ကိုချစ်တန်းလှည့်ကြည့်လိုက်တယ်ချမ်းဘောဘောမှာရက်နေတော့မောင်မြဆုကို တွေ့လေရပါတယ်မိမိတို့အိမ်တော်ရေးတွက်ကလုတ်ကတဲ့အိမ်တော်ရေးပြုခွဲအောင်ဖြစ်စီတယ်လူကိုချစ်တန်းဘာမှစဉ်းစားမနေတော့အိမ်မေးမထောင်ရတော့တရင်ကိုဆွဲယူပြီးထုတ်ချလိုက်တယ်ဟဲလာကြပါဦးလုံးကြပါဦးတော့မြင်တွေ့သူတွေရဲ့အော်ဒန်တွေကစုညံသွားပါတယ်အတန်ကြားသဖြင့် အနည်းမှလူတွေလည်းရောက်ရှိလာကြတယ်။မောင်မြတ်စိုးကတော့ခွေခွေလေးလေကြနေပါပြီ။ကိုချစ်တန်းကဝါတော်ရေစကန်ကိုသွားရောက်ပြီးတော့အဖန်ခံနေ။ရေစကန်မှာလာရောက်ကြည့်ရှုပြီးမောင်မြတ်စိုးကိုစွရုံပူကြပါရယ်။ရေစကန်အချုပ်ခန်းကိုကိုချစ်တန်းရဲ့အမဖြစ်သူနဲ့တငယ်ချင်းများကကိုချစ်တန်းကိုလာရောက်ပြီးတော့တွေ့ဆုံကြတယ်။ကိုချစ်တန်းကိုတော့အပြစ်မတင်ကြပါ။မိမမကောင်းတဲ့ပြင်ဖြစ်ရတယ်လို့မညိုကြီးကိုအပြစ်တင်ကြတယ်။ နောက်တည့်မှာစခန်းကိုမညူအေးလိုက်လာပါလေကိုကျေတန်းကစိတ်နာရနဲ့အတွေ့ပခံလက်ခံပြီးတော့စကားမပြောမညူအေးကလည်းအလျှော်မပေးစကားပြောခွင့်ရရန်အတွက်ကြိုးစားပါလေတွေ့ချင်းငါလာမတွေ့နဲ့နင်းလင်ငယ်စေးအောင်ရောက်နေမှာအဲ့ဒီမှာတော့တွေ့သွားကိုကျေတန်းကအော်ထုတ်တဲ့ပြင်အေးစစ်စွာစကားပြောခွင့်မသားခဲ့ပါနှစ်ရက်လောက်ကြာမှမိမိအေးရေစခန်းအချုပ်ကိုရောက်ရှိလာခဲ့တယ်မိမိအေးရဲ့မိဘများကလည်း အင်းချင်းဖြစ်လို့လိုက်လာကြပါလေဖြစ်မှာဖြစ်ရလေမောင်ချစ်တန်းရဲ့ဦးလာတင်ကကြည့်ပြီးတော့စင်မကောင်းစွာနဲ့ပြောတယ်တော်တော်လူလေအော်တန်နေခေါ်တန်နေကြောင်းမှတိတာနှုတ်မရင်ခြေလွန်လက်လွန်နေမဖြစ်ကြအောင်ဝိုင်းဝန်းပြီးထိမ့်သိမ့်ရမှာပေါ့ကိုချစ်တန်းကတော့ဘာမှမပြောလေတို့ပြောသမျှကိုတော့နှာထောင်နေပါတယ်မမညိုအေးလာသေးလားကိုချစ်တန်း ဟိုတလောကလာသေးတယ်ကိုချစ်တန်းကအတွေ့မခံဘူးဆိုအိမ်မှာတကူကိုဒီနဲ့ကျမလည်းစိတ်မကောင်းပါဘူးမမညိုရေးမှဘာမှပြစ်မရှိပါဘူးကျမကြောင့်ဖြစ်ရတာပါဟမ်ဟုတ်တယ်အဲ့ဒီစာကိုကျမရေးခိုင်းတာအစီအစဉ်မကြလို့သူကရေးပေးတာမမညိုရေးကိုအထင်မှမှန်းသိလို့ကျမအခုမှဖွင့်ပြောတာပါအဲ့စာကကျမစာပါကိုချစ်တန်းကမိဘတွေရှိမှလာပြီးမေးတော့ ကျမလည်းကျမမသိဘူးလို့ပြောလိုက်တာ ခုလို့ဖြစ်မဲ့မှန်းလည်းမသိဘူးလေသိရင်တော့အင်အားစုချင်းစုမစုချင်းနေအမှန်တိုင်းပြောမှာပေါ့နောက်မှာပဲအေးစေစေရှင်းပြမယ်ဆိုပြီးတော့စိတ်ကူးထတာဟာကိုချစ်တန်းကတပြင်းကိုလေးတွစားချလိုက်တယ်ငါမားတယ်ဟာငါအမြဲတမ်းအညို့ကိုတန်တရားစိတ်နဲ့ကြည့်ပြီးမစင်စားမစင်ချင်းပဲနဲ့လောက်ခဲ့လို့အခုလို့ဖြစ်ရတာကိုချစ်တန်းက နောင်တရဆိုတာပြောတယ်မမညိုအေးကအကိုချစ်တန်းပေါ်မှာသစ္စာရှိပါတယ်ချစ်လဲတကယ်ချစ်တာပါကျမနဲ့တပူတွယ်တွားလာနေတော့မမညိုအေးရဲ့စိတ်ကို ကျမအတိဆုံးပါမိမိအေးတော့ပြန်သွားပြီတဲ့နောက်မညိုအေးလာလိမလားလို့ကိုချစ်တန်းမျှော်နေမိတယ်မညိုအေးကိုတတိယတယ်ကလေးတွေကိုလည်းတတိယတယ်ဟိုရခင်ကလို့ပြပြွှွှွှင် ပြန်လည်နေထိုင်ဖို့အချိန်ကြီးကိုတော့ကြံမြင့်စွာဆောင်ရပါဦးမယ် စီရင်ပေါ်မှာရောက်နေတော့မောင်မြတ်ဆိုးရဲ့ကျမ်းမာရေးခြေနေပေါ်မှာမြားစွာမှမူတည်နေပါလေ။ဥစ္စတန်ကတွေ့တော့ရင်တပြင်းကိုလေးလံစွာမှုတ်ထုတ်လိုက်ပြန်နေ။ထွက်တက်လေးနဲ့တူစင်ကြင်မှုနေပါမှုတွေတပါသူပေါ်လန်တရာကြီးမှုတွေလွင့်စွင်ကြွေပြောက်သွားပါသေးလို့ဥစ္စတန်တယောက်စင်တာပြုမိပါလေ။စာရေးသူဟုတ်ကဲ့စာရေးသူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။စိတ်ဝင်စားပွဲတတိတဝေကရောက်ဝေးအောင်အင်တော်ကြီးဖောက်ပြန်ခြင်း ဖြစ်ရမဇလန်ကောင်းလေးကိုမင်းသား channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နှိပ်ပြီးတော့ comment ပေါင်းဝေယောဆွေးနွေးညှိနှုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေးမယ်စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက် မင်းသား channel လေးကနေထူးခြားစံချိန်လောကစံချိန်လက်လက်ရင်ဖို့ပရလောက ကမ္မိယယမတံမူခင်ဖြစ်ရမဇလံကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ